မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဂျွန်လ22ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်ကမ္ဘာစီးရေးသတင်းကတော့ American ပြည်ထောင်စုက Iran Nuclear စစ်ရုံများကိုလေရင်နဲ့ဘုံကျဲချလိုက်ခြင်းဖြင့် Israel Iran စစ်ပွဲမှာပါဝင်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မြန်မာစံတော်ချိန်ဇွန်လ22ရက်နေ့ American စံတော်ချိန်ဇွန်လ22ရက်နေ့မှာ American က Iran နိုင်ငံ Fordo Nantas နဲ့ Isfahan လို့မှာရှိတဲ့ nuclear စက်ရုံများကို American ဘုံကျဲလေယာဉ်များနဲ့ဘုံများကျဲချခဲ့တယ်လို့သိရပါဗျ။၎င်းတက်ခတ်မှုဟာအလုံးအောင်မြင်ပြီးတော့လေယာဉ်များအလုံးဟာယခုကအီရန်ရဲ့လေပိုင်နက်ထဲကနေထွက်သွားပြီဖြစ်ကြောင်း American သမ္မတ Trump ကကြေညာလိုက်ပါဗျ။ Fordo, Natas နဲ့ Isfahan အပါအဝင်အီရန်မှာရှိတဲ့ nuclear နေရာ၃နေရာကိုကျွန်တော်တို့တွေအောင်မြင်စွာတက်ခတ်မှုပြီးမြောက်ခဲ့ပါပြီ။လေယာဉ်တွေအလုံးဟာအခုအီရန်လေကြောင်းရဲ့ပြင်ပမှာရှိနေပါပြီ။ဘုံအပြည့်တင်ထားတဲ့ Fordo ဘော်ကိုကျဲချလိုက်ပါတယ်။ လေရင်တွေအားလုံးဘေးကင်းစွာနဲ့အင်ပြာနိုင်ပါပြီကျွန်တော်တို့ရဲ့ American City တော်များအတွက်ဂုဏ်ယူပါတယ်ဒါကိုစွမ်းဆောင်နိုင်တဲ့ကမ္ဘာပေါ်မှာတခြားစစ်တပ်မရှိသေးပါဘူးအခုချိန်ဟာငြိမ်းချမ်းရေးဆွေးနွေးဖို့အချိန်ရောက်ပါပြီလို့ American သမ္မတ Trump ကကြေညာလိုက်ပါတယ် Iran Israel စစ်ပွဲမှာ American ပြည်ထောင်စုကတရားဝင်ပါလာခြင်းကြောင့်စစ်ပွဲကြာရှည်ခြင်းနဲ့ Iran ဘက်ကနေလဲအခြားစစ်အင်အားကြီးမားတဲ့နိုင်ငံကြီးများပါဝင်လာနိုင်တယ်ဆိုတော့တုံ့တက်မှုများကိုလည်းနိုင်ငံတကာသတင်းဌာနများမှာကြေပြန့်စွာတုံ့တက်ဖော်ပြနေကြပါတယ် American Sunday ချိန်ဒီကနေ့ည10:00နာရီအချိန်မှာ American သမ္မတ Trump ကနိုင်ငံတော်ကိုမိန့်ခွန်းပြောကြားမှာဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းအရောဘကိုးတိုင်းမင်းလာမြို့နယ်ရန်ကုန်ပြည်လမ်းစိတ်ကွင်းတာဆုံးစစ်စေးရိတ်ဂိတ်တိုက်ပွဲမှာမင်းလာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တဲ့ ်ဗိုလ်မှူးရန်နိုင်အောင်တိတ်ဆုံးသွားတဲ့အချိန်မှာဒုတိယဗိုလ်မှူးကြီးကိုစစ်ကောင်စီကရာထူးတိုးပစ်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ16ရက်နေ့ညနေ4နာရီခန့်အချိန်မှာမင်းလာမြို့နယ်အုတ်တွင်းရွာအနီးမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့စစ်ကွင်းတာဆုံဆစ်ဆေးရိတ်ဂိတ်ကိုတော်လိုင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ပြီးတော့အဲ့ဒီတိုက်ပွဲမှာအကြမ်းဖက်စစ်တပ်ကတာယာဝတီ KNC မှအုပ်ချုပ်ရေးအဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီးဇော်မျိုးဝင် ောက်ဖို့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တဘုံမှုဖြုံးမင်းဦးတရားဝတီခရံဒုတိယရေမူကြီးစိုးခိုင်တို့လိုမျိုးစစ်အရာရှိကြီး၃ဦးနဲ့အတူမင်းလာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တဘုံမှုရန်နိုင်အောင်မှတေဆုံသွားခြင်းဖြစ်တယ်လို့သိရပါတယ်။တေဆုံသူဒုတိယဘုံမှုကြီးရန်နိုင်အောင်ဟာတက်မတော်ဤပညာတက်ကတော်ကျောင်းဆင်းဖြစ်ပြီးတော့စစ်အင်ဂျင်နီယာတက်မှာဖြစ်တယ်လို့သိရပါတယ်။အလားတူပဲတေဆုံးခဲ့တဲ့တာယာဝရီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဒုတိယဘုံမူကြီးဇော်မျိုးဝင်းဟာလည်း တမရောင်ဤပညာတက်ကတော် DSTA အပတ်စဉ်ခုနှစ်ကဖြစ်တယ်လို့သိရပါဗျ။တေဆုံးခဲ့တဲ့အုပ်ဖုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တက်ဘုံမူဖြုံးမင်းဦးဟာလည်းတမရောင်ဤပညာတက်ကတော် DSTA အပတ်စဉ်စတဲ့ကဖြစ်တယ်လို့သိရပါဗျ။တေဆုံးခဲ့တဲ့ဒုတိယဘုံမူကြီးရန်တန်အောင်ရဲ့နာရေးရက်လေကိုဒီနေ့မင်းလာမြို့နယ်ထွေအုပ်ရုံးမှာပြုလုပ်မှာဖြစ်ပြီးတော့တေဆုံးတဲ့အချိန်မှာဒုတိယဘုံမူကြီးရန်တန်အောင်ဟာအသက်42နှစ်ရှိနေပြီဖြစ်ကဇနီးနဲ့တားတအုပ်တို့ကြံရက်ခဲ့တယ်လို့သိရပါဗျ။ ဇွန်လ16ရက်နေ့ကဖြစ်ပွားခဲ့တဲ့မင်းလာမြို့နယ်အုတ်တွင်းရွာစစ်ကွင်းတာဆုံစစ်စေးရိတ်ဂိတ်တိုက်ပွဲမှာစစ်အရာရှိကြီး၄ဦးအပါအဝင်စစ်တပ်ဘက်ကစစ်သားအယောက်20ကျော်တိတ်ဆုံးခဲ့တယ်လို့တော်လိုင်းရေးတပ်များနဲ့ရှေ့တန်းသတင်းရင်းမြစ်ကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းချောင်းဦးမြို့ထွေးအုံရုံးကနေထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခတ်ရာစစ်သားနှစ်ဦးပွဲချင်းပြီးတေဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ22ရက်နေ့ညနေ9:45မိနစ်ခန့်အချိန်မှာချောင်းဦးမြို့ထွေးအုံရုံးကနေထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားအင်အားအယောက်30ခန့်ပါတဲ့စစ်ကြောင်းကိုချောင်းဦးမြို့စူတောင်းပြေကျောင်းသားမှာ BLDF တပ်ခွဲအညာမိုင်းတပ်ခွဲကမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုမှာအကြမ်းဖက်စစ်ကောင်စီဘက်ကစစ်သား၂ဦးပွဲချင်းပြီးတေဆုံးကထိခိုက်ဒဏ်ရာရရှိသူများလည်းရှိတယ်လို့သိရပါဗျ။တော်လိုင်းရဲဘော်များအနေနဲ့အထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။စစ်ခွေးတွေဘက်ကပြန်ပစ်ပါတယ်ဇက်တိုက်ပစ်တယ်စစ်ခွေးတွေတဲ့စရင်ကတော့ထတ်တိုးတေဆုံးတာကြတော့ညရောက်သွားပြီဆိုတော့အသေးစိတ်တော့မသိရသေးဘူးလို့ BLDF တပ်ခွဲအညာမိုင်းကတာဝန်ရှိသူကပြောဆိုထားပါဗျ။လက်တလုံးမှာ၆ဦးမြို့နယ်မှာစစ်ကောင်စီကမြို့ပေါ်ကလွဲပြီးတော့ကျန်တဲ့မြို့နယ်အတွင်း နေမှာရှိတဲ့ကြေးရွာများအားလုံးမှာပြည်သူကာကွယ်ရေးတပ်များကစုံမထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းပြည်ဦးတွင်မှာစစ်အရာရှိများကပြည်သူများထံကိုအဆင့်ဆင့်ရောင်းချထားခဲ့တဲ့စိုင်ကန်း54ကန်းကိုစစ်ကောင်စီကဖျက်သိမ်းခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် 1995ခုနှစ်ဝင်းကျယ်အချိန်မှာပြည်ဦးလွယ်မှာရှိတဲ့မြမမြေးထားပိုင်းမြေပေါ်မှာစစ်တပ်ကဆိုင်ကမ်းများဆောက်လုပ်ခဲ့ပြီးတော့စစ်အရာရှိများနဲ့အတိုင်းဝိုင်းများကိုချထားပေးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့အဲ့ဒီစစ်အရာရှိများနဲ့အတိုင်းဝိုင်းများကအစင့်စင့်ပြန်လဲရောင်းချခဲ့ရတာကနေအခုနောက်ဆုံးမှာအများပြည်သူများရဲ့လက်ထဲကိုဆိုင်ကမ်းများရောက်ရှိနေခဲ့တယ်လို့သိရပါတယ်။ယခုအခါစစ်ကောင်စီရဲ့လက်အောက်ခံမြမမြေးထားကအဲ့ဒီ MIC ဆိုင်ကမ်းများကိုအခုဇွန်လကုန်မှာချက်ချင်းဖြတ်သိမ်းရန်အမိန့်ပေးညွှန်ကြားလာတယ်လို့သိရပါတယ်။ ်ပြင်းလွင်မီးထားမီးကလွန်ခဲ့တဲ့နှစ်ပေါင်း35နှစ်လောက်ကမီး90နှစ်နဲ့အစစ်စစ်ရောင်းချထားတဲ့မီးထားမီးပေါ်ကဆိုင်ငန်းတွေကိုအခုလကုံမှာအပိဖြေရှားပေးဖို့အတွက်စစ်ကောင်စီလက်အောက်ခံမြမမီးထားအမှတ်3တိုင်းကတာဝန်ရှိသူအာကာမင်းသူဦးဆောင်တဲ့အဖွဲ့ကဖြတ်သိမ်းခိုင်းနေပါတယ်။ရော်ကြီးလည်းမရတယ်လို့ဘာမှပြန်မပေးဘဲနဲ့ဖြတ်ခိုင်းနေတာပါ။စုစုပေါင်းဆိုင်ကန်း54ကန်းကိုဖြတ်ခိုင်းနေတာပါလို့ဖြတ်သိမ်းခံရမယ်။ဆိုင်ကန်းပိုင်ရှင်တချို့နဲ့ဒီဆက်သူတွေကရှင်းပြထားပါတယ်။ စစ်ကောင်စီကပြည်ဦးလယ်မှာကျူးကျော်ဆိုပြီးတော့ပြည်သူများရဲ့နေအိမ်များကိုအတင်းအကျပ်ဖျက်ခိုင်းခြင်းဝင်ကြီးဌာနပိုင်းမြေဆိုပြီးတော့ဆိုင်ငန်းများနဲ့လူနေအိမ်များကိုဖယ်ရှားခြင်းများဇက်တိုက်လှုပ်ဆောင်လာနေတယ်လို့သိရပါဗါးအထူးသဖြင့်မင်းအွန်လိုင်းကမကြာခဏပြည်ဦးလယ်ကိုလာလေ့ရှိတဲ့အတွက်လုံခြုံရေးကိုအကြောင်းပြကပြည်သူများရဲ့နေအိမ်များနဲ့ဆိုင်ငန်းများကိုဇက်တိုက်ဖယ်ရှားရှင်းလင်းမှုများလှုပ်ဆောင်လာခြင်းဖြစ်တယ်လို့ဒေသခံပြည်သူများကသတင်းပေးဖို့တိုင်ကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းအင်းတော်မြို့နယ်နဘာကြီးရွာမှာရှိတဲ့ရန်အောင်မင်္ဂလာဖုန်ကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာဖုန်ကြီးကျောင်းပျက်စီးသွားပြီးတော့ခရီးသွားအမျိုးသမီးတအူးဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီကနေ့ဇွန်လ22ရက်နေ့မနေ့9:45မိနစ်ကဒကြိန်9:51မိနစ်မှာဒကြိန်အင်းတော်မြို့နယ်နဘာချေးရွာနဘာလန်းစုံအနီးမှာရှိတဲ့ရန်အောင်မင်္ဂလာဖုန်ကြီးကျောင်းကိုပြစ်မှတ်ထားပြီးတော့စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေကျောင်းကနေနှစ်ကြိန်ဘုံးကျဲတိုက်ခိုက်ခဲ့ရာ ဖုန်ကြီးကြောင်းပြန်စီပြီးတော့ခရီးသွားအမျိုးသမီးတအုပ်ရဲ့ခေါင်းမှာဘုံစားထိမှန်တန်းရရှိသွားတယ်လို့သိရပါဗယ်အရင်ဦးဆုံးလေရင်နဲ့ပတ်ဝဲပြီးတော့ကျဲသွားတာမနေ့9:45မိနစ်မှာတလုံး9:51မိနစ်မှာတလုံးကျဲသွားတာပါဘုံကအရန်ကြီးအပြင်းလာတော့မဟုတ်ဘူးနဘာလန်းစုံမှာကရန်အောင်မင်္ဂလာဖုန်ကြီးကြောင်းရှိတယ်အဲ့ဒီကြောင်းတွေကိုကြာတာဆိုတော့ဖုန်ကြီးကြောင်းဆောင်ပြန်စီတော့ပါတယ်အဲ့ဒီဖုန်ကြီးကြောင်းကမန္တလေးမြေကြီးနားကားလမ်းပေါ်မှာရှိတာဆိုတော့ ခရီးသွားအမျိုးသမီးတအုပ်ကိုပဲဥကောင်းကိုမှန်ဆထိမှန်ပြီးဒဏ်ရာရသွားတာလို့ဒေသနေပြည်သူတို့ကရှင်းပြထားပါရယ်အဲ့ဒီနဘာကြီးပါဟာ2023ခုနှစ်စက်တင်ဘာလလောက်ကလည်းလူနေထိုင်ခြင်းမရှိတော့ပဲစစ်ဘေးရှောင်နေရတဲ့ခြေရွာဖြစ်ပြီးတော့ခရီးသွားပြည်သူများသာဖြတ်တန်းသွားလာမှုရှိတဲ့နေရာဖြစ်တယ်လို့သိရပါရယ်ယခုကစစ်ကောင်စီကင်းစင်သွားပြီဖြစ်ပြီးတော့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်းကနေဘုံကျဲတိုက်ခိုက်သွားခြင်းဖြစ်တယ်လို့သိရပါတယ်။2023ခုနှစ်ဩဂတ်စက်တင်ဘာအောက်တိုဘာလလောက်ကလေးကအဲ့ဒီဖုန်ကြီးကြောင်းထဲမှာဖုန်ကြီးတွေလည်းမနေတော့ဘူးလူတွေလည်းမရှိတော့ပါဘူးအဲ့ဒီအချိန်တုန်းကတိုက်ပွဲတွေလည်းခဏခဏဖြစ်တယ်လေနေနေလည်းဘုံခဏခဏလာကျဲတာကြောင့်ဘယ်သူမှမနေကြတော့တာအခုကျဲကြတာကလည်းဘာတိုက်ပွဲမှမရှိဘဲနဲ့ကျဲသွားတာပါကျွန်တော်တို့အင်းတော်မှာကစိတ်ကောင်းစီတွေမရှိတော့ဘူးဆိုတော့ဘာတိုက်ပွဲမှမရှိတော့ဘူးလို့ဒေသနေပြည်သူကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းမဲ့စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ